အားလုံးပဲမင်္ဂလာပါရှင်မြမစကေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့သင်ခန်းစာကတော့ကျမတို့ခྱི་သွားလို့ရှင်တုံးတဲ့လေစိတ်မှာပြောတဲ့စကားလေးပေါ့နော်ဒီဟာကိုကျမတို့အရင်ကတောင်းဆိုထားလို့ကျမလုပ်ပေးထားတဲ့ဗီဒီယိုပါဆိုတော့စအောင်ဆိုလို့ရှင် travel english ဆိုတော့ခྱི་သွားရတဲ့ပြောတဲ့အင်္ဂလိပ်စာပေါ့နော် conversations in the airport air force ဆိုလေလေစိတ်မှာတယောက်နဲ့တယောက်အပြန်လဲပြောပြောတဲ့စကားတွေတဲ့ဆိုအဲ့စကားတွေ dialogue တွေကျွန်တော်မစခင်မှာ focus ပြောရရင်ကြည့်အောင်ကျွန်တော်တီးတဲ့ဟိုစကားလုံးလေးပေါ့နော်ပထမတော့တစ်ခုဆုံးက boarding pass boarding pass ဆိုတာကကျွန်တော်တို့ကားစီးလို့ရှင်ကားလက်မှတ်တို့ရထားလက်မှတ်တို့ရှိတယ်လို့ပဲဒါကလေရင်လက်မှတ်ကို boarding pass လို့ခေါ်တယ်ပြီးွားလို့ရှင်နောက်တစ်ခုကခြား departure departure ဆိုတာက ထွက်ခွာတာလင်းရနေပြီရန်ကုန်ကနေထွက်ခွာလို့ရှင် departure from yangon right ဆိုလို့ရှင် departure ကနေပြီးတော့ရန်ကုန်ကနေပြီးတော့ထွက်တာကို departure တနည်းအားလေစိတ်ပဲလေစိတ်ကပဲလေစိတ်ကထွက်ပြီးဆိုတော့ departure လို့ခေါ်တယ် arrival ကကြတော့အဲ့ဒီလေစိတ်ကို site တယ်လေရင်ကို arrival လို့ခေါ်တယ် custom ကကြောင့်မြန်မာလိုပြောလို့ရှင်ကြောင့်အောက်ခေါ်လို့ပြောရတယ်။ဒါပေမဲ့အဲ့ဒါကဘယ်လိုမျိုးလဲဆိုလို့ရှင်ရင် နိုင်ငံတနိုင်ငံဝင်လို့ရှိလို့ရှိရင်သူတို့တွေကနေပြီးတော့စစ်ဆေးတဲ့လူတွေပေါ့နော်အဲ့ဒါကို customs လို့ခေါ်တယ်နောက်တစ်ခုကကျတော့ baggage claim baggage claim ကကျမတို့ဟိုအဲ့ဒီ debit ဆိုလို့ရှိရင်နှစ်မျိုးရှိရ right တစ်ခုကကျတော့ကျွန်တော် check လုပ်တဲ့ဟာမျိုး သူတို့ link ဒီ airline ကိုကျွန်တော်တို့ပေးလိုက်တယ်သူတို့ cargo ကနေပြီးတော့တည်သွားပြီးတဲ့ဟာနောက်တစ်ခုကကျွန်တော်တို့ကိုယ်နဲ့တည်တဲ့ဟာမျိုးလက်ဟို hand carry ဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင် backpack လို့ပါတော့ဗောနော်အဲ့ဒါအဲ့ဒီဟာမျိုးရှိမယ်ဆိုတော့ကျွန်တော်တို့ airline ကိုပေးလိုက်တဲ့ဟာကိုကျတော့ကျွန်တော်ပြီးဟိုနောက်ဆုံးရောက်တဲ့လေဆဲရောက်လို့ရှိရင် baggage claim ဆိုတော့အဲ့ဒီဟာကိုသွားယူပါတယ်ဗောနော်အဲ့ဒါ baggage claim လို့ခေါ်တာနောက်တစ်ခုက security check security check ကတော့ ဟိုလေစိတ်ကိုဝင်ပြီဆိုလို့ရှိရင် လေပေါ်မတက်ခင်ပေါ့နော်အဲ့တနေရာမှာသူတို့သူတို့ဟိုစစ်ဆေးရဲ့နေရာ security check flight attendant ကတော့လေရင်မယ်တွေပေါ့နော် လေရင်မှာအလုပ်လုပ်တဲ့ဝန်ထမ်းတွေ flight attendant နောက်တစ်ခုကကျတော့ lay over stop over နောက်ခုလုံးကအတိတ်ပဲတူတူပဲအဲ့ဒါခဏနာတာအတိတ်ပဲဘယ်လိုမျိုးလဲဆိုဥပမာဆိုလို့ရှိရင်မြန်မာပြည်ကနေအမေရိကန်ကိုသွားမယ်ဆိုလို့ရှိရင် ကျွန်မက Korea မှာ transit ဆို Korea မှာခဏနာတာ right Korea ရောက်လို့ရှိရင်ညီမပြီးကနေပြီးတော့ Korea ကိုသွားရေးလေစိတ်ကနေပြီးတော့ဆင်းလေလေရင်ကနေပြီးတော့ဆင်းဆင်းပြီးသွားလို့ရှိရင် Korea ကနေပြီး America ကိုသွားမယ်လေင်ပေါ်ကျွန်တော်ပြန်တက်မှာ right အဲ့ဒီနေရာကို transit transit လောက်တဲ့နေရာ right ဆိုတော့အဲ့ဒါကို layover ဒါမှမဟုတ်လို့ရှိရင် stop over လို့ခေါ်ရနောက်တစ်ခါကျ direct flight direct flight ဆ right right ိုတာကတိုက်ရိုက်သွားရေးလေ transit မရှိဘူးပေါ့နော်တိုက်ရိုက်သွားရေးလေဘလိုမျိုးလဲဆိုတော့ဥပမာဆိုလို့ရှိရင် Korea ရောက်ပြီဆို Korea ကနေပြီးတော့ CL လေရင်က အမေရိကန်ကိုတိုက်ရိုက်သွားတယ်။အဲ့ဒါမျိုးဆိုလို့ရှိရင် direct flight နောက်တစ်ခုကကျတော့ connective flight ဆိုတာကခုနကလိုမျိုးပေါ့။တနေရာကနေထွက်ပြီးတော့နောက်တနေရာကိုပြန်ပြီးတော့သွားတဲ့ဟာမျိုး။ဥပမာမြန်မာပြည်ကနေထွက်ပြီးကိုရီးယားသွားတယ်။အဲ့ဒီကနေပြီး connective flight ဆိုတာအဲ့ဒီကနေပြီးတော့နောက်တနေရာကိုဟိုအမေရိကန်ကိုစီးရဟာမျိုးပေါ့နော်။အဲ့ဒါကို connective flight လို့ခေါ်တယ်။ conversation 1 at the check-in desk check-in desk ကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဥပမာဆိုလို့ရှိရင်ကိုကအဲစဉ်းစားလိုက်ပေါ့နော်။မြန်မာပြည်ကနေပြီးအမေရိကန်ကိုသွားမယ်ပထမ။ ဆိုလို့ရှိရင်ရန်ကုန်လေစိတ်မှာမိဘတွေကနေ drop off လုပ်တယ်ဟိုလာပြီးတော့ပို့ပြီးပြီဆိုလို့ရှိရင်အထောက်တွေတဲပြီးတော့ကျွန်တော်လေရင် line နေရာကိုရှင်သွားရတယ် right လေရင် line နေရာကိုသွားတော့မှကျွန်တော် passport တွေပဲပဲပြပြီးတော့လေရင်ဝယ်ထားတဲ့ဟာကိုပြတော့မှသူတို့ကနေပြီးတော့လေရင်လက်သက်ပေးမှာ right ဆိုအဲ့လိုအဲ့ဒီနေရာကို check in အဲ့ဒါကို check in desk ပေါ့နော်ဆိုလို့ရှိရင်အဲ့ဒီကိုရောက်တော့မှသူတို့ကလင်းလက်မှတ်ပေးမယ်ကိုကလည်းကိုနဲ့မတည့်မဲ့အိတ်ဆိုလို့ရှင်သူတို့ပေးလိုက်မယ်ရိုက်အဲ့လိုပုံစံမျိုး ဆိုတော့ agent က good afternoon နဲ့ good afternoon ဆိုတာမင်္ဂလာနေ့လေခင်ပေါ့နော် where are you flying to today ဘယ်ကိုပြန်တမ်းပါလဲလို့မြင်အဲ့ဒီအချိန်ပဲကဥပမာမြန်မာပြန်နေပြီးတော့ကျမတို့ကအမေရိကကိုသွားမယ်အလယ်မှာကိုရီးယားကိုဖြတ်တယ်စင်ကာပူဖြတ်တယ်ဘယ်ဝဲဖြစ်ဖြစ်အဲ့ဒီဟာကိုပြောစရာမလို့ right now ဆုံးသွားမယ်နေရာကကိုသွားမယ်နေရာဆိုတော့အဲ့ဒီဟာကိုအဲဘယ်ကိုပြန်မလဲဆိုလို့ရှင်ကျမတို့ now ဆုံးသွားမယ်ခရီးကိုပဲပြောစရာလိုရပါတော့ဆိုတော့ jacket ပြန်ပြောရဲ new york city New York City, New York News i 麻烦嘞，所以说我，May I have your passport? May I have your passport, please? 这是你要 n 我嘞，你嘅 passport 俾我攞嘛，然后我度去 check 咯攞嘛，Right? 你嘅 Visa 使啦，唔使啦，Right? i 俾 l 一份咯，a 我个人信息，我度攞埋其他嘅留吧，攞埋其他 a 息，咪 information 供我呀，Right? 所以我 check 咯，我度 resolution 度我嘅 passport 到嘞。 ဆိုတော့ Jack က Hey you go Hey go ဆိုတာကဒီမှာပါလို့ပြောတာလှမ်းပေးလိုက်တာမြန်မာ Yo ဆိုမြန်မာပြောတာ Yo ဆိုပြောပေးရမှာ right So Hey you go ဆိုပြီးသူက Jack ကပေးလိုက်တယ်တန်ပြီးတော့ Are you checking your Are you checking any bags ဆိုအေဂျင့်ကပြန်မေးတယ် Are you checking any bags ဆိုတော့အဲ့ဒီတဲ့အခက်မှာဆိုအဲ့ဒီတဲ့ပဲကိုကိုကကိုနဲ့ယူသွားမယ်အဲ့ဆိုအဲ့ဆရာမလို့ right ဆိုမြန်မြန်အဲ့လေးလေးပတ်စံအပို့ပေးရတယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ ွားပြီဆိုလို့ရှိရင်သိထားပါတော့ဘယ်အိတ်ကသူတို့ MA လဲဘယ်အိတ်ကကိုနေယူသွားမယ့်အိတ်လဲပေါင်းချိန်နေပါရဲ့အစားသူတို့ပြောထားပြီးတော့ဆိုတာအဲ့ဒါဆိုလို့ရှိရင် MA ကိုသူတို့ပေးရမယ်ဆိုအဲ့ဒီဟာတော့မေးတာဘယ်အိတ်ကိုသူတို့နဲ့အပ်လဲလို့ပြောချင်တာ MA ကကာဂိုကနေသွားတယ်မအပ်တဲ့အိတ်ကကျတော့ကိုကတည်သွားမှာ right လမ်းတခြားလုံးဆိုတော့ are you checking any bags ဘယ်အိတ်ကိုအပ်ခဲ့မလဲတဲ့ဆိုတော့ check ကနေပြီးတော့ just this one ဒီတစ်ခုပဲဆိုပြီးသူတို့တို့လှမ်းပေးလိုက်မယ် right so just this one ဒီတစ်ခုပဲတဲ့ so agent ကလည်းပြောတာ okay please place your bag on the scale ဆိုရှင်ကျမတို့မှာပေါင်၄ချိန်သတ်မှတ်ရှိတယ်ဆိုတော့အတွက်သူကနေ scale ပေါ်တင်လိုက်ပါလို့ပြောတာ right ဆိုတော့ပေါင်ချိန်ဖို့အတွက်ကိုလေ so okay please place your bag on the scale ဂျေဇူးပြည့်ပြည့်နဲ့အဲ့ကို scale ပေါ်တင်ပါတဲ့ဆိုတော့ jack ကသူကတင်ပြီးပြီးတော့သူကဗာမေးလဲဆိုတော့ i have a layover in singapore ငါကတဲ့ singapore မှာ layover ရှိရတဲ့ မေရိကန်သွားမယ်ဆိုပေမဲ့ကျွန်တော်မျိုးပြရနေအမေရိကန်ကိုတန်းရောက်တယ်လေးမရှိဘူး right ဆိုတော့တော့အလဲမှာတစ်ထောင်နားတာကစင်ကာပူမှာဆိုတော့တော့သူကလင်းပြောင်းစီရမယ်နေရာကိုပြောတာ I have a layover in Singapore ငါစင်ကာပူမှာလင်းပြောင်းစီမှာတဲ့ Do I need to pick up my luggage there ငါရဲ့ luggage ကိုသူတို့ပေးတယ်အဲ့ right သူတို့ပေးတဲ့ luggage ကိုငါရဲ့အဲ့ဒီမှာသွားပြီးတော့တဲ့ယူရမှာလားလို့မေးတာဆိုတော့ agent ကပြန်ပြောလဲဆိုတော့ No it will go straight through to New York City သွားပြီးယူစရာမလိုဘူးတဲ့ဒီအိတ်က New York City ကိုတက်မိသွားမှာပါတဲ့ Here are your boarding passes ဆိုတော့ဒီနေရာမှာသူက boarding passes လို့ဘာလို့ပြောထားလဲဆိုတော့သူကလေရင်စီးပြီဆိုလို့ရှိရင်တကယ်လို့များ transit ပါတဲ့ဟာပေါ့နော် layover နဲ့သွားတဲ့ connecting flight ဆိုလို့ရှိရင်ကျမတို့ကအာလေရင်လက်မှတ်ကတစ်ခုစီပါသွားရတယ် right ဆိုမြန်မာပြည်ကနေပြီးတော့စင်ကာပူကိုသွားမဲ့လေရင်လက်မှတ်ကတစ်ခုစင်ကာပူကနေပြီးတော့ United States ကိုသွားမယ်လေလက်မှတ်တစ်ခုတကယ်လို့များသွားပြီဆိုတေချာအောင်လုပ်ပေါ့နော်ဆိုတော့လေလက်မှတ်နှစ်ခုရှိရမယ် right ဆိုတော့သူကနေပြီးတော့ဒီမှာ boarding passes တွေပေးလိုက်တယ်လေနှစ်မှတ်လေသူ transition လေလက်မှတ်နှစ်ခုပေးမှာပေါ့နော် so your flight leaves from gate 15a နေရဲ့လေရင်က15 gate 15a ကနေပြီးထွက်မှာတဲ့ and it will be boarding at 320 it would be boarding at 320 so 3920မှာ gate 15 a ရနေပြီးတော့လေငါထွက်လိုက်မယ်တဲ့ your seat number is 26e နေရဲ့ခိုင်ကုန်နံပါတ်က 26e အဲမှတ်ထားဖို့မလိုဘူးပေါ့နော်ပြန်မှာဘာလို့လဲဆိုတော့အဲ့ဒီသူတို့ကပေးမဲ့ boarding pass မှာအဲ့ဒီ information အကုန်လုံးပါပြီလား15 AK ကထွက်မယ်ဆိုရာရော3920မှာထွက်မယ်ဆိုရာ26 E ကနေခုံနံပါတ်ဆိုရာအကုန်လုံးက boarding pass မှာပါပြီးသားပေါ့နော်ဒါပေမဲ့ agent ကနေပြီးတော့သူပြောလိုက်တာဆိုတော့ jack က thanks ဆိုတော့ကျေးဇူးတင်ပါတယ်တဲ့ဆိုတော့ဒါ check in ပြီးသွားတဲ့နေရာပေါ့နော်လင်ကွင်းကိုသွားပြီးကျွန်မအများစုကြောက်တဲ့လင်ကွင်းနေဆိုလို့ရှင်ပထမဆုံး check in ပြီးလို့ရှိရင်ဘာဘာလုပ်ရလဲဆိုတော့ကိုကကိုနဲ့တဲသွားမယ့်အိတ်ပဲရှိရ right ကျွန်တော်အကုန်လုံးမရှိတော့ကျွန်တော်ဘာမှမရှိတော့ဆိုတော့အဲ့ဒီအိတ်နဲ့ကိုနဲ့ပဲဒီလင်လက်မှတ်နဲ့သွားရုံပဲ right ဆိုလို့ရှိရင်အဲ့မှာ security check ရှိရ security ကဘာတွေသူတို့ check လုပ်မှာလဲဆိုတော့ကျွန်တော်တို့ကိုကတည်သွားတဲ့ပစ္စည်းတွေဆိုလို့ရှိရင်အရေးဘယ်တော့မတည်ရဘူးလို့ make up ပစ္စည်းဆိုလို့ရှိရင်လည်းအသေး size အသေးလေးပဲတည်လို့ရ right မလို့ရှင်ဘူးကြီးကောက်ထဲမှာလို့မရဘူး right အဲ့လိုမျိုးပဲအဲ့လိုမျိုး check တဲ့ဟာတော့ဒီပါလို့ရှိရင်သူတို့ security ရဆိုလို့ရှိရင်ပေါ်မှာအာလက်နက်ပါလာလာတို့အဲ့ညရှိဟာပါလာအဲ့လိုမျိုး check တင်နေရပါတော့။ဆိုလို့ရှိရင်အဲ့ဒီကိုရလို့ရှိရင်တမစီကိုကျွန်မတွေးနေကြတာနှစ်နေရပေါ့။ဘယ်လိုမျိုးလဲဆိုတော့ကို8သွားတဲ့နေရာတနေရာ ကိုရဲ့8တို့ပြီးွားလို့ရှိရင်လူကိုယ်တိုင်ဖြတ်တဲ့ဟာတနည်းအားဆိုအဲ့နှစ်ခုဒီမှာပြောထားတာပေါ့နော်တခုကကြတော့ um 8D 8 8D ဘာတွေကိုယူသွားပြီလို့ရှိရင်ဟို8ကို X-ray နဲ့စစ်တဲ့နေရာပေါ့နော်ဆိုတော့ဒီကဖတ်ကြည့်အောင် There are two pieces of equipment in security security ရောက်ပြီဆိုလို့ရှိရင်ね equipment ဆိုသူတို့ set လိုမျိုးပစ္စည်းနှစ်ခုရှိရပေါ့နော်အဲ့ဒါပါလဲဆို you put your bags through the X-ray machine အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ X-ray machine ကနေပြီးတော့ထည့်လိုက်တယ်တဲ့ and အဲ့ဒါပြီးလို့ရှိရင် you walk through the metal detector metal detector ဆိုကိုမှတန်နဲ့လောက်တဲ့ပစ္စည်းပါလားဆိုတာမျိုးစစ်တဲ့နေရာပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်ဘုံတို့ဟိုတက်တက်နဲ့ဆိုတန်နဲ့လောက်ထား right metal လောက်ထားဆိုတော့အဲ့ဒါမျိုးတွေ check လုပ်ဖို့အတွက်ကိုဒီ metal detector ကနေပြီးတော့ check ခိုင်းတယ်။အဲ့ဒီချိန်မှာကိုသိရမှာ8 device ထဲမှာ အတော့8 device ပါလို့မရဘူး။အာပြီးလို့ရှိရင် belt ရမှာဟိုကပတ်ဆိုလို့ရှင်လည်းကပတ်မှာတန်နေပါပါ right အဲ့ဒါအကုန်လုံးဖြုတ်ရတယ်ဆိုတော့ some airports also use a body scanner for more careful checking တချို့ airport တွေမှာလည်းဟိုလိုမျိုးဟိုအတန်လေးတည် right ဟိုအရှိရကနေဖြတ်တာနောက်ကနေပြောလေဒီခဏကမှပါရှိတယ်ဆိုတော့ double check လုပ်တဲ့အဆောက်အဉ်ရှိရတဲ့ပြီးသွားလို့ရှင် the x-ray machine has a conveyor belt conveyor belt ဆိုတာက ဟို airport ရောက်လို့ရှိရင်လည်းကျွန်တော်တို့အဲ့လိုဒလိန်တုံးလေးနဲ့လေကိုကနေတိုးပြီးလောက်ဆရာမလို့သူတို့ပစ္စည်းတွေကနေပြီးဒလိန်တုံးလေးနဲ့တော့သူလှည့်သွားတာဟာဘိန်းလေးလို့မျိုး right အဲ့ဒီကနေပြီးသူကနေသူတွန်းပေးတဲ့ဟာမျိုးခေါ်တာအဲ့ဒီဥစ္စာနဲ့တဲ့အိတ်ကို that move your bags automatically သူရဲ့ဟိုအိတ်ကို auto သွားပြီးရောပေါ့နော်ကိုတွန်းဆရာမလို့ပဲနဲ့သူတို့ the machine ဆိုတာဒီ machine ကိုဖြတ်အောင်လုပ်ပေးတဲ့ဟာတဲ့ you can put small items like phone keys or wallet into the plastic bin ဆိုအဲ့လိုသွားပြီဆိုလို့ရှင်ခါကြရင်တို့ကဘာပြောလဲဆို electronic ပစ္စည်းရှိလို့ရှင်ရဲ့ bin ဆိုတော့လို့ဟိုဘုံးလေးလို့မြင်သိသိလေး right အဲ့ဒီတဲကိုထည့်လို့ပြောတာကွာအဲ့လိုဆိုလို့ရှင်ကိုယ့်ရဲ့ဟို backpack မှာပဲဖြစ်ဖြစ်ဒါမှမဟုတ် luggage အသေးမှာပဲဖြစ်ဖြစ် laptop တွေပဲဘာလို့ဘာလို့ဆိုရှင်အဲ့ဒါကြီးထုတ် iPad တို့ပါ right အဲ့ဒါကြီးကိုထုတ်ပြီးလို့ရှင်ကျွန်တော်အဲ့အဲ့ plastic ဘုံးလေးထဲမှာထည့်ရတယ်ပေါ့နော် အဲ့ဒါကိုပြောတာပါဆိုတော့အောက်မှာ၃ picture ၃ခုရှိရပါတော့ပထမဆုံးတစ်ခုကကျတော့8တွေထည့်တဲ့နေရာ8တွေထည့်တဲ့နေရာပြီးသွားလို့ရှင်အဲ့ဒီဟို plastic ဘုံအသေးလေးနဲ့ပစ္စည်းတွေထည့်တဲ့နေရာမျိုးပေါ့နော်ဒုတိယတစ်ခုကကျတော့ခုနပြော metal detector ကိုကိုယ်ရိုင်လမ်းဖြတ်လျှောက်တဲ့နေရာပေါ့နော်ကိုခါကူမပါပါလဲဆိုတော့တတိယတစ်ခုကကျတော့ဒီကတခါကျလို့ရှင်အဲ့လိုမျိုးအချိန်မှာတစ်ခုခုတီးတီးတီးဆိုပြီးညီလို့ရှင်သူဟိုဒီ one ပေါ့နော် security လောက်တဲ့ဟာလေးနဲ့သူတို့ထပ်ပြီးတော့ check လောက်တာမျိုးလည်းရှိကောင်းရှိမှာပေါ့ ဆိုတော့ conversation 2က going through security ဒီ security ကိုဖြတ်တဲ့နေရာပေါ့ agent ကပြောလဲဆိုတော့ please lay your bags flat on the conveyor belt ဆိုတော့ခုနကပြောရဲ automatic သွားတဲ့ဒီအဲ့ပေါ်လေးပေါ့နော် conveyor belt ဆိုတာကအဲ့ဒီပေါ်မှာတဲ့အိတ်တွေကိုတင်ပါတဲ့ the and ပြောလို့ရှိရင် use the bin for small objects you see အသေးလေးပါတယ်ဥမာ wallet to key right အဲ့လိုအသေးလေးဆိုဒီတိုင်းထည့်လို့မရဘူး right ဆိုတော့ဒီတိုင်းထည့်လိုက်လို့ရှိရင်အပြုတ်ကျရပါဖြစ်မှာဆိုတော့သူက bin ရှိတယ်အဲ့မှာ plastic ဘုံလေးတွေတဲကိုထည့်ပါလို့ပြောတာ jack ကနေပြီးတော့ do i need to take my laptop out of the bag နာ laptop ကိုဝယ်အိတ်ထဲနေထုတ်ရမလားတဲ့ဆိုတော့ဟိုက security agent ပါပြန်ပြောလဲဆိုတော့ yes you do ဟုတ်တယ်ထုတ်ရမယ်တဲ့ take off your hat and shoes too take off your hat sir အော်ထုတ်လဲအဲထုတ်ပေါ့နော်ပြီးသွားလို့ရှိရင်ဖက်နဲ့လဲချွတ်ရတယ်အဲ့ဒီနေရာကိုဖြတ်ပြီးဆိုလို့ရှိရင်ဖက်နဲ့လဲချွတ်ပြီးတော့ထဲတဲ့ Yoro, Eluso, Bio, he walked through the metal detector. Bio Jacka metal detector Piale Piale Piago. At then he lie, right? At then you agent gun bio, please step back. Step back so now go bien so bio, right? Detector the the second bio now go bien to bio. Do you have anything in your pocket? Ne ATM are PC she lare key cell phone or belt loru cell phone sera phone right cell phone lo damon portion belts ga kapat do ni ma le pa la ba so atam yin ni lo right so check ka ni lo let me try taking my belt so nga wo le ga kapat chu lai me tu ma kapat ba lo atam yin ni right so tu ka le check ka kapat chu pi twa lo agent ga okay come on through come on through sera tap bi bian phet lo byo right come on through bian phet so lo and then uh bracket ma ba yi ta le so he goes through the metal metal detector again ဲ့ဒါပြီးတော့သူကဒီမက်ဒီတက်တာနေပြီးတော့နောက်တစ်ချိန်ပြန်ဖြတ်တယ်တဲ့ဆိုတော့ agent ကနေပြီး you all set you all set ဆိုရတဲ့ပြားပြီးသွားပြီပဲအကုန်လုံးအဆင်ပြေတယ်သွားလို့ရပြီလို့ပြောချင်တာ you all set have a nice flight have a nice flight ဆိုတာက agent ချန်ပြန်တမ်းပါလို့ပြောတာမျိုးပေါ့နော်ဆိုတော့ not cool conversation 3ကကြတော့လိန်ပေါ်ရောက်သွားပြီ on the plane အဲ့ဒီဟာတကယ်ကြောင့်အဲ့ဒီ security ဖြတ်ပြီးွားလို့ရှိရင်နောက်ဆုံးတနေ့ကကျမ gate ကို gate မှာသွားပြီးစောင့်ရတဲ့အချိန်ပေါ့နော် gate မှာသွားပြီးစောင့်ပြီးလို့ရှိရင်ဟိုဘယ်သူနဲ့မှအဲ့ဒီချိန်ကြလို့ရှိရင်တော့ဘာမှပြောစရာမလိုဘူးပေါ့နော် unless you have a question ကတကယ်လို့မေးစရာရှိရင်တော့လည်းချက်ကောင်းဖြစ်နိုင်တယ် right ဒါမှမဟုတ်ဘာမှမလိုဘူးသူတို့ကနေပြီးတော့ boarding လောက်ပြီးဆိုပြီးတော့ခေါ်တော့ခေါ်တော့မှကိုက IT ပေါ့ idea passport ဖြစ်မယ်ပေါ့နော်အခုချိန်မှာဆိုလို့ရှင် passport နဲ့ကိုယ့်ရဲ့ boarding pass လက်မှတ်လင်းလက်မှတ်တွေကိုပဲကြာလိုက်အောင်မှာဆိုလို့ရှင်လေးမောတက်လို့ရပြီဆိုတော့ okay လေးမောရောက်သွားပြီဆိုလို့ရှင် flight attendant ကနေပြီးတော့အာလေးမောမှာကိုယ်ကလေးရင်ရှိတယ်ဆိုလို့ရှင်လည်းထမင်းကျွေးမယ် right လေးရင်ကတိုးတယ်ဆိုလို့ရှင်လည်းမေးပြီးတော့ snack လောက်အာလူကျော်လောက်ပေးတာလည်းဖြစ်ကောင်းဖြစ်မယ်ဆိုတော့ flight attendant ကနေပြီးတော့ would you like chicken or pasta chicken 加大三楼，pastas 哦 h o u s e w h e n e l o t t a Italian，l sorry。So Eddie has houseworned 三楼，me Jack 那边，I have the chicken。加大哦，加大三楼嘞。So flight a ten t 那 t 那边，anything to drink？h o 大 o 就喝个酒嘛啦嘞。Jack 那边，呃，what kind of soda do you have？What kind of soda do you have？有 b a soda 是 i 嘞。So flight a ten t d a 那边那边，有啥？Coke，Diet Coke，Sprite，Orange and Dr Pepper。 ဆိုတော့ခုတ်တက်တိပိတပါဟိုခုတ်တို့ဒိုက်ခုတ်ကကြတော့ဟိုတကြအများကြီးမပါဟာ right so anyway ဒါသူ့ဘာရှိရဲ့ဟိုဟိုဆိုရန်နာမည်ကိုပြောတာပေါ့နော် so jack ကနေပြော can i have the diet coke diet coke ရမလားတဲ့ဆိုပြီးတော့ပြန်ပြောတယ် can i please get a diet coke ပြီးတော့ flight attendant ကနေပြော here you go here you go ဆိုတာကခုနကကျွန်မအရှိမပြောခဲ့သလိုပဲယော့လို့ပေးတာ right ဒီမှာပါဆိုပြီးတော့ so jack က thanks ျေးဇူးတင်ပါတယ်တဲ့ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီကနေ့ပြတခုခု fan load နိုင်မယ်လို့လည်းမျှော်လင့်ပါတယ်